လုံးဝကိုထိတ်လို့မရတော့တဲ့အခြေအနေကြောင့်မင်းမကြီးခိုင်နေဝေကတော့ဆေးဥမှာအသက်လူးနေရပါတယ်မင်းမကြီးခိုင်နေဝေရထမှန်ပြီးတော့အလူငွေဘုံနဲ့ကိစ္စတွေအရုပ်မရရှိအတိုင်းဝိုင်းကပါ ဖော်ထုတ်လာတာဖြစ်တဲ့အတွက်တနိုင်ကလုံးကပေသူတယောက်ကမှခိုင်နေဝေကိုဒါကလေးတွေတော့ပေါ့နော်ကျွန်တော်ယူတဲ့သူမရှိတော့ဘူးခိုင်နေဝေဟာကျွန်တော်ဒီကလေးတွေနဲ့ပဲလှူစားလာတာကြာပြီဖြစ်ကြောင်းလည်းသိရပါတယ် သူ့မှာကျွန်တော်တို့တနစ်ကိုစက္ကသက္ကပေးချရရယ်ဗျာဆိုတော့အဓိကအမိသမီးလည်းမဟုတ်ဘူးတခြားသောစီးပွားရေးလုပ်ငန်းတစ်ခုမှမရှိဘူးဆိုတော့ခိုင်နေဝေကရွှေတောင်ကြားမှာတိုက်တွေများကြီးပိုင်နေ channel များကြီးပိုင်နေနော်ကျွန်တော်တို့ဒေါ်လာမီလီယံကြီးချမ်းသာတွေစရိတ်နေထားမှာခိုင်နေဝေကမျိုးနေယူနေနော်ချမ်းသာတွေသူလည်းမဟုတ်ဘူးစရိတ်ခါကျတော့ခိုင်နေဝေကဘယ်ခါပတ်ဆက်တွေရနေတယ်လဲဆိုပြီးတော့ ပြောကြရေပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့အနုပညာတိုင်းဝိုင်းကပဲခိုင်နေဝေးရဲ့နောက်ွယ်မှာအလှွေဘုံမှုတွေကိုကိုလုံးဖော်ထုတ်လိုက်တယ်ခိုင်နေဝေးဟာကျတော့ရေးပြီးငလင်မေးလာရီခါမှာသိမ်းမောင်း6000တိမ်းမောင်းတိမ်းအစရှိတဲ့အလှွေတွေများစွာရရတယ်ဆိုတော့ကျတော့သုံးဖို့မှာရရင်တဘုံကတော့သူကဘုံလိုက်တာဖြစ်ချောင်းလေကျတော့နေအတိချသိရတယ် ဆိုတော့ဂျားရင်းမှာနော်တိယောက်ကြဖြစ်တဲ့တွန်ပွိုင်းကောင်ကြီးကနော်ပြည်သူတွေကိုစော်ကားတွေနော်ခိုင်နှွေပုံလေးတင်လိုက်တာနေကိုနော်ဆဲဆူမှုတွေထပ်မံပြီးတော့ပြောလာတဲ့အခါမှာတော့တိယောက်ကြနဲ့ပေါင်းပြီးတော့ခိုင်နှွေပုံနေရေးကိစ္စတွေအကုန်လုံးပေါ်ပေါက်လာတယ်အခုချိန်မှာတခဏညွေဟာလုံးဝလုံးဝကိုအချိန်နေမှန်တော့ပဲနဲ့နော်ဒါသူ့ရဲ့ခိုင်နှွေရင်ထွေးများ ရင်တွင်းငယ်လေးများဂေဟာကိုပတ်စံလူတတ်မဲ့သူတရားမှမရှိတော့တာဖြစ်တဲ့တော့ခိုင်နေဝေဟာစိုးရိမ်မှုတွေမြင့်တက်လေးရှိပြီးတော့အခုချိန်မှာစေုံမှာစေဝါကုသမှုခရီးယူနီယံအကြောင်းနှလုံးထဖောက်ကြောင်းလေးသိရတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းသမီးကြီးเนาะကျွန်တော်အင်နက်ထရစင်ကတော့ခိုင်နေဝေကိုအရန်ကြီးမွေးဖန်ချဖို့အတွက်เนาะလူတယောက်အသက်ကိုထီလောက်အောင်ထိဒါကျွန်တော်တို့ဝေဖန်မှုတွေမလုပ်ချဖို့အတွက်เนาะလူစရာအမှားနဲ့မကင်းတဲ့အကြောင်းကိုကျွန်တော်မင်းသမီးကြီးအင်နက်ထရစင်ကလည်းခိုင်နေဝေကိုเนาะတကယ်ချင်းဖြစ်တဲ့ เนาะအသက်ဒီဆိုးမှာဆိုးလို့เนาะကာကွယ်ပြီးပြောသွားခဲ့တာကိုလေကျွန်တော်နေနေတွေ့ရပါတယ်ဗျာအာမင်းသမီးကြီးဖြစ်တဲ့เนาะအင်ရာဂျိုဆင်းနဲ့မိသားကြီးဒါပြည်သူဥချာတော့เนาะကိုရင်ကိုရောက်ဒါအိတ်ဆိုင်ပြီးတော့ဒါလူငယ်လည်းမကောက်ဘူးဒါဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတော့ကလေးမိသေးတဲ့ပြည်သူတွေကိုကုရဲ